ကြောင်းလေးလဲဟိုတုန်းကယူရတာအင်မတန်မှသဘောတရားရအကောင်းမွန်တဲ့သဘောတရားဖြစ်တဲ့အတွက်ကြောင့်ဦးဇင်းတို့ခဏခဏယူပြတယ်အတ္တသမပဏိကြီးဆိုတာမဖြစ်ပွားသေးသောကောင်းမှုကုသိုလ်တရားတို့ကိုဖြစ်ပွားပေါ်ပေါက်စေနိုင်သည်ဖြစ်၍နော်မဖြစ်ပွားသေးတဲ့ကောင်းမှုကုသိုလ်တရားတို့ကိုဖြစ်ပွားပေါ်ပေါက်စေနိုင်သည်ဖြစ်၍မိမိတို့ရဲ့ ကိုယ့်ရဲ့ပေါ့ကိုယ်နှုတ်နှလုံးသုံးပါးလုံးတို့ကိုကိုယ်ဆိုတာကခန္ဓာကိုယ်ကာယကနှုတ်ဆိုတာကစကားပြောတာဝစီကနှလုံးဆိုတာစိတ်ဓာတ်ကိုပြောတာမနောကကိုယ်နှုတ်နှလုံးသုံးပါးလုံးတို့ကိုကြီးကြီးလင်းလင်းအေးအေးများများချမ်းချမ်းသာသာထားနိုင်ခြင်းသောတိနိုင်ခြင်းဆိုတော့အတ္တတမပဏိတိမင်္ဂလာတဲ့ နော်အတ္တတမပဏိတိမင်္ဂလာဆိုတာမဖြစ်သေးတဲ့ကောင်းမှုတွေဖြစ်တယ်တဲ့အမဖြစ်သေးတဲ့ကောင်းမှုဖြစ်ရင်သူကောင်းကိုကောင်းပေါ့အဘာဖြစ်လို့ဖြစ်တာလဲတဲ့ကိုယ့်ရဲ့စိတ်ကတဲ့နော်ကိုယ့်ရဲ့စိတ်ကိုစိတ်တင်မကောင်းကိုနှုတ်နှလုံးသုံးပါးလုံးတို့ကိုကြည်ကြည်လင်းလင်းအေးအေးမြတ်မြတ်ချမ်းချမ်းသာသာထားနိုင်လို့အဲဒီမှာပါတယ်နော် ကြီးကြီးလင်းလင်းအေးအေးမြမြချမ်းချမ်းသာသာအဲ့မှာအေးအေးမြမြလာအပူမမရှိအပူမရှိလို့ကုသိုလ်ဖြစ်တာဟောအပူမရှိလို့ကုသိုလ်ဖြစ်တာအဲ့ကိုကြီးကြီးလင်းလင်းအေးအေးမြမြချမ်းချမ်းသာသာထားနိုင်လို့ချမ်းသာလို့ကုသိုလ်ဖြစ်တာကြီးလင်းလို့နှံ့ရှင်လို့ကုသိုလ်ဖြစ်တာအေးအေးချမ်းချမ်းထားနိုင်လို့ကုသိုလ်ဖြစ်တာအဲ့ဒါ ปทุสัยเลยอาดาตามาปนิดิอาดาก้ะมิมิโกโกมิมิไซโกนามากองกาปนิจิทอบดีดาเลยตีทองนะท่าเวสยไเกียวไอ้ลูกแบบที่ดูเบี้ยวหลอกดีด่าเอ้าเยจีตรงไหมเออบางวันเจียบเรากองกองปฏิรูปอาจิตาวาตานี้อาบเรากองกองปฏิจานิสัตติวนนา လူတော်ကောင်းနဲ့ဘလောက်ပဲပေါင်းပေါင်းနော်နေရာပဲဘလောက်ကောင်းကောင်းသူတော်ကောင်းနဲ့ဘလောက်ပဲပေါင်းပေါင်းပုပ္ပိသကတပူညာရှေ့ရခေါင်းခွက်တွေပဲဘလောက်ရှိရှိအတ္တနမပဏိတိလက်ရှိစိတ်ကောင်းမဖြစ်ရင်ဘာမှမဖြစ်ဘူးတဲ့အဲ့ဒါဒေဝဒတ်နဲ့ဥပမာပြသွားတယ်နော်ဒေဝဒတ်ကတဲ့ဟောပုပ္ပိသကတပူညာ ေကုသိုလ်ကောင်းမှုတွေပါလာခဲ့တာပဲတဲ့။ဒါကြောင့်ဘယင်သာတက်ဖြစ်ပြီးတော့ဘယင်သာဖြစ်ပြီးတော့အိရေမင်းသားတွေဖြစ်ပြီးသာသနာ့ဘောင်ဝင်ရောက်တဲ့အခါဘုန်းကြီးဝတ်တဲ့အခါလည်းပဲဇံဘိညင်တွေရလို့နော်ရှေးကကောင်းတာတွေပါခဲ့တယ်ဒီမှာပုပ်ပြီးသာကတဘုံညာပဏိတာနေသာဒေဝနာ ဘုရားနဲ့အဲ့ဒီအတိုင်းဝိုင်းထဲမှာသူပါဝင်နေတာပဲတဲ့။ပေါင်းသိလက်ကောင်းတာပဲ။ပညာရှိသူတော်ကောင်းတွေနဲ့လည်းပဲနီးစပ်နေတာ။ပရိဒုဝဒေတာဝတာနေရာကောင်းလေးရတာကလေခုနပြောတဲ့ဘဝကောင်းလေးနေရာကောင်းလေးသူရတယ်။သို့သောအဲ့ဒီအတ္တသမ္မာပဏိကြီးသူစိတ်ကိုအေးချမ်းအောင်မထားနိုင်ခဲ့ရှာဘူးတဲ့။ စိတ်ကိုကြည်ကြည်လင်လင်အေးအေးမြမြချမ်းချမ်းသာသာမထားနိုင်ခဲ့ရှာဘူးဒီလိုအရာပဲအဲတော့စိတ်ကိုကြည်လင်အေးချမ်းပြီးတော့ကြည်ကြည်လင်လင်အေးမြမြချမ်းချမ်းသာသာထားနိုင်ဘူးအဲစိတ်မှာအပူမီးမလောင်မှလောဘမီးမလောင်မှဒေါသမီးမလောင်မှမောဟမီးမလောင်မှတောကမီးမလောင်မှပရိဒေဝမီးမလောင်မှ ဒေါမနတမီးနဲ့ဥပယတမီးတွေမလောင်တော့မှာတဲ့။ဆိုမီးရလဲဘာလောင်နေရရှိလဲ။နော်။မဟာလောင်နေရရှိလဲလို့ပြောပြီးမဲ့အာဒီပြည်တော်တို့သောကမီးတွေတောက်ပါတယ်ဘုရားဆိုတာခဏခဏဦးဇင်းတို့ကြုံရပါတယ်။သောကမီးတောက်တယ်လို့။အဲတောကမိတောက်တယ်လို့အဲဒီဇဝေဇဝါနဲ့စန္ဒီစန္တဝဝါနဲ့အဲဒီမောဟမိတောက်တာတွေလည်းအများကြီးတွေ့ရတယ် မောဟမိတောက်တော့မကောင်းပြောကောင်းမှမတိမကောင်းနာပြောကောင်းနေခြင်းတန်းနိုင်သမျှတော့မိငိမ့်အောင်တော့ဖြည့်ရှင်းရတာပဲဒါပေမဲ့မူရင်းရတော့ကိုယ့်ရဲ့အတ္တသမ္မာပဏိတိပေါ့စိတ်ကိုကြည်ကြည်လင်လင်အေးမြဲမြဲချမ်းချမ်းသာသာထားနိုင်လို့အဲတန်းနိုင်သမျှမိရောမလောင်အောင်ထိမ့်သိမ့်ဖို့ အဲ့ဒီတော့ဒါတစ်ဖြောင်းနဲ့ငါသာ20 25တစ်ဖြောင်းနဲ့သွားတစ်ဖြောင်းနဲ့သွားနိုင်လို့ကတော့အဲ့မစိတ်ကိုမီးအောင်မခါဘူးအရေးကြီးပါတယ်စိတ်ကိုကြည်ကြည်လေးလေးအေးမြတ်မြတ်ချမ်းချမ်းသာသာထားနိုင်ကြဖို့အရေးကြီးတယ်တိသွားရင်လည်းပဲတရွေ့ရွေ့နေတော့စိတ်ကိုအေးချမ်းအောင်ထားနိုင်ပါတယ်တဲ့ချက်ချင်းတော့လည်းပဲအလေးခြင်းမရှိရင်ထားထားနိုင်ချင်မှာထားနိုင်ကြလိမ့်မယ် နော်တချို့လည်းပဲဒုဘာသာသူပင်ကိုဗီဇာအပြင်စိတ်အေဂျင့်နဲ့သူတွေရှိပါတယ်နော်စိတ်အေဂျင့်နဲ့သူတွေရှိပါတယ်ဒါပေမဲ့စိတ်အေဂျင့်နိုင်နေပြေဆုံးတာမဟုတ်သေးဘူးတဲ့မောဟမီအလောင်ခံရရင်အေဂျင့်နေတဲ့စိတ်လေးအားလည်းပဲပြောက်ွယ်သွားနိုင်တယ်အကောင်းပြောက်သွားနိုင်တယ် đó mà con này này bao bao mi đậu con cho toàn này đâu thì đó nay bạn lưu về biểu biểu nó đi bảo an nam ra vô tiền đâu cả bông à lúc phụ trợ về biểu biểu mà lưu về biểu biểu để khu đi nay biểu để mi lòng khang bùa đó đã đi cả bảo lòng khang ấy nó no? ဘယ်ဟိုမှရောက်မှာမဟုတ်ပါဘူးကောက်ကွေးပြီးတော့ဒီညမှာနေမဲ့လူလိန်ကောက်ကွေးပြီးတော့မဲတူပြီးမဲတူပြီးတော့ဘဝရည်ရဒါနဲ့နေမဲ့ပြီးသွားကြမှာနော်ဖြူစင်မှုထာမဖြစ်နိုင်တော့ဘူးအဲ့တော့ဒီမိကြောင်းလေးတွေပဲစဉ်းစားပါတရားကြောင်းနေဦးဇင်းတို့ပြောတဲ့အခါမှာ ီလိုပဲပြောတာပါသူရိကာရီကြီးတခုမှမပါပါကျိုးရိုးလေးပဲဒါလေးဒါလေးကိုသိနော်ဒါလေးကိုစဉ်းစားကြည့်နော်အဲဒီຢာလေးသိအောင်လို့ဥပမာတွေနဲ့အမျိုးမျိုးပြောပြတယ်ဒါသိနော်ကွက်ကွက်ကလေးလည်းမကြည့်နဲ့နော်ဒီຢာလေးယူပြီးတခြားဟာတွေလည်းဖြန့်ပြီးကြည့်ကျိုးရိုးကြည့်လို့မရဘူးပုံကိုယ်စီသွားကြည့်နော်ခုနပြောတဲ့ တလန်ဇက်ကွဲမတိတော့တရုပ်ဆောင်ကြည့်ရတာပေါ့တရုပ်ဆောင်ကြည့်ပြီးတော့မှဇက်လန်လေးသဘောပေါက်ကြနော်ဇက်လန်ဆိုတာပုံကိုကြည့်ပြီးတော့မှသဘောပေါက်ရတာဒီလိုပဲတရားလည်းပဲသဘောတရားကြတော့သဘောမပေါက်ရင်ပုံကိုသွားကြည့်တရားသွားကြည့်လို့မရဘူးကိုယ့်အကူပြန်ကြည့်ကိုယ့်ကိုယ်ကိုပြန်ကြည့် ဗာမီးတွေလောင်နေတယ်ဆိုတာเนาะကြောက်ဖြစ်အကောင်းဆုံးကတော့မောဟမီးပဲမတိတဲ့မီးမတိရင်မဟုတ်တာဟုတ်ထင်ဟုတ်တာမဟုတ်ထင်အဲ့ဒါကြောက်ထူပဲကောင်းတာမကောင်းထင်အကောင်းမရမကောင်းတာအကောင်းထင်မကောင်းတာရမကောင်းတာအကောင်းထင်မကောင်းတာရရွှေရွှေလေးပဲသူကရှင်းရှင်းလေးပဲဒီမှာဒီနေ့ပြောတဲ့ဒီ ဓာတိမီတို့ဘာတို့ဆိုတာလဲပဲသတိထားကြပါဖြစ်ပေါ်လာရင်လူတွေကသိဝမ်းသာတာအဲ့ဒီမှာကလေးလေးတယောက်ဝေးလိုက်အိုးဝမ်းသာလိုက်ကြအဲဓာတိမီအလောင်ခံရတာမသိဘူးအဲ့ဒီမီလေးကလောင်တော့မှာခါကြည့်တန်းကြည့်တန်းဆိုပြီးတော့ကြည့်ရတာနော်လေးဘက်ထောက်သွားလဲပြုတ်ကြမှာနဲ့အာကြောက်ကြည့်ရတာမတရက်သွားလဲဟိုတို့ဒီတို့ဒူးမှာနဲ့ကလေးတယောက်ကြည့်ရတာမလွယ်ဘူးဒါဓာတိမီခေါ်တယ်ဖြစ်ပေါ်မှုမီးလောင်တာ ဒါလည်းပေါ့လို့မရဘူးအဲဒါသံသရာမရှိခြင်းဘူးဆိုရင်တော့အလိတ်သိပ်ပြီးတော့မဖြစ်ပေါ်ဖို့အရေးကြီးတယ်တန်ခုလက်ရင်လေးတွေထိမ့်သိမ့်ပြီးတော့တန်ခုလက်ရင်ဆိုတာကအခုဖြစ်ပေါ်ထားတဲ့ဘဝခန္ဓာလေးဒါလေးထိမ့်သိမ့်ပြီးတော့ပြီးရင်တော့နော်ပြီးရင်တော့ဒီပြင်ဆက်ဆံမှုတွေနဲ့ဘဝတွေ အဲ့ဒါဒီတော့မလိုက်ကြဘူးမဖြစ်ကြဘူးဒါလိုပါတယ်အဲ့ဒီလိုမှမဟုတ်ရင်တော့ဒီစာတီပီရဆက်စပ်မှုတွေနဲ့ဘယ်တော့မှပြီးမှာမဟုတ်တော့နာသမီးရေရလာနာသမီးယရနာဆိုပြီးတုံ့ပြန်လိတယ်ယရနာဆိုတာစိတ်ကိုနှစ်သက်စေတတ်တဲ့သဘောတရားပေါ့တန်ဖိုးရှိတယ်ပေါ့ ဒါကလောကအနေနဲ့သတ်မှတ်ချက်နော်လောကအနေနဲ့သတ်မှတ်ချက်မကောင်းဘူးလားကောင်းတော့ဘောသာသမီရှိတော့လေသာသမီနဲ့စိတ်ချမ်းသာမှုတွေရနိုင်တာဘောဒါပေမဲ့သာသမီရှိတော့လေသာသမီကြောင့်ပူပါတယ်ဆိုတာဖြစ်လာတယ်ဟုတ်တာနဲ့မာနပေါ့ မနလူပဲသုံးနေပေါ့နတ်နတ်နတ်ဒါမှနတ်တပါလို့လည်းသုံးလို့ရတယ်ဘုရားနဲ့လာပြီးတော့စကားအခြေတင်ပြောတယ်နော်နွားရှိတဲ့သူကနွားနဲ့ပြောရတယ်ဆိုတဲ့အကြောင်းကြီးသားရှိတဲ့လူကလည်းသားနဲ့ပြောရတယ်ကာမဂုဏ်အာယုန်နဲ့ရှိတဲ့လူကလည်းကာမဂုဏ်အာယုန်နဲ့ပြောရတယ် ဒါလည်းလောကအနေနဲ့ဟုတ်တာပဲနောက်ပြီးမှဗုဒ္ဓကတော့ဓမ္မသဘောအနေနဲ့ပါပြောတယ်နွားကြီးတော့လေနွားအကြောင်းပူရတာပေါ့ကွာတဲ့နွားကြီးတော့လေဒါကြောင့်ပူရတာပေါ့တဲ့ကာမောအောင်လေရှိတော့လေကာမောအောင်ကြောင့်ပူရတာပေါ့တဲ့ဒါလည်းမှန်တာပဲလေအဲ့တော့အဲ့ဒါတွေကတဲ့ရှိရဲ့ဆိုတာ ဖြစ်ပေါ်လာလို့ဒါရှိတယ်လို့ပြောရတာတဲ့လက်ထဲကိုပတ်စံလေးရောက်လာတာအဲ့တော့ရှိတယ်ပြောရတာပေါ့ပတ်စံရှိလားရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဒါဖြစ်ပေါ်လာတယ်ခေါ်တာဟုတ်ဖြစ်ပေါ်လာတော့ရှိတာပေါ့နော်ဖြစ်ပေါ်လာတာကိုရှိတယ်လို့ပြောတာဒါကြောင့်မလို့အာရှိလို့လည်းပဲဒါကြောင့်ပြောရတယ်လားဒါဖြစ်ပေါ်လာတာ ပေါ်လာတယ်လည်းရှိတယ်။သမီးရှိတယ်လည်းပဲသမီးကြောင့်ပြောရတယ်။ရှိရဲ့ဆိုတာဖြစ်ပေါ်လာတာပြောတာ။ဒါသမီးလေးတွေဖြစ်ပေါ်လာတော့ဒါဟုတ်ပဲရှိတယ်လို့သုံးလာ။နော်ရှိတာနဲ့ဖြစ်တာတကယ်တိတိကျကျနော်တိတိကျကျယူမယ်ဆိုရင် ရှိတယ်ဆိုတာကတိတိကျကျယူလို့မရဘူးဖြစ်တယ်ဆိုတာကိုပဲတိတိကျကျယူလို့ရတယ်သာသမီဖြစ်တယ်သာသမီဖြစ်တယ်နော်သာသမီဖြစ်ပေါ်လာတယ်ပေါ့တဲ့တဲ့ပတ်စံရောက်လာရင်ပတ်စံရှိတယ်လို့ဒါဆိုတာဒါလက်ထဲမှာပတ်စံဖြစ်လာတာဖြစ်လာတာဆိုအဲ့တော့ဖြစ်လာတာကိုရှိတယ်လို့ ဒီလိုသုံးတယ်တကယ်အတိအကျရှိတာမဟုတ်အတိအကျရှိတာမဟုတ်အဲဒီတော့ဒီနေ့နော်ဆက်တမီဆက်တမီနဲ့ပတ်သက်ပြီးတော့ကောင်းစဉ်ကတော့ကောင်းစဉ်နာမည်ကတော့ရွေးထားတာလည်းသိမရှိပါဘူးဒါလေးပြောမယ်လို့ပဲစိတ်ကူတာတာ ဒီစတမီငိမ့်တော့မှာပဲဘဝတွေอ่ะเนาะချောင်းချောင်းတော့တန်တန်လေးဖြစ်ကြမှာစတမီငိမ့်မှာပဲဘဝကချောင်းတန်တန်ဖြစ်ကြမှာစတမီမငိမ့်တော့ဘဝတွေอ่ะပူလောင်တုံကိုေးပြီးတော့ကောက်ကိုေးနေဟုတ်မှာတကယ်ဘဝမှာဖြောင်းမှုပန်ဖို့ 弟弟家家穷，连一点呢都没包嘛。啊，但要靠人力呢，不把他过愁没愁那个。他这明年嘛漂没下，他这明年嘛不这个漂没嘛？他这明年我是来了呗，不一年吧？那不然呢？延安里也行。那种不一那吧？就抓着到嘛？为啥子明年年呢？ ောဘဒေါသမောဟတောကပရိဒေဝဒုက္ခဒေါမနတဥပယတာအဲ့ဒီမိတွေငြိမ့်နိုင်ပြီမဲ့သာတိဇရာမရဏဘီရတော့ဘဝတွေဖြစ်နေသမ ्या ငြိမ့်လို့ရမှာမငြိမ့်ကြသေးဘူးပေါ့အပြီးတိုင်ငြိမ့်တယ်လို့မခေါ်သေးဘူးဒါဘုရားနဲ့ယန္တာတို့ဒီ ခုနစိတ်မီးတွေကတော့အကုန်ငြိမ်းသွားချရှာပြီပေါ့သူတို့စိတ်တွေကဖြောင်းကြည်လင်တန့်ရှင်းပြီးအေးချမ်းပြီးတော့စိတ်မတူတတ်တော့စိတ်မတူစိတ်ကဖြောင်းရှိတယ်ဘယ်တူမလဲလောဘဒေါသမောဟမီအလောင်းမမခံအလောင်းမခံတော့စိတ်ကပုံမှန်တိုင်းပဲဖျောင်းနိုင်မီးနဲ့မပေါင်းနဲ့ဖျောင်းနိုင်လို့ကြီးကြီးတင်းတင်းတန့်တန့်ရှင်းရှင်း a lo druya se idea se shejat se shejat ไอ้တော့ဒီမီမီတွေကိုနည်းနည်းသတိထားကြည့်လိုက်ဒီမီကြောင့်သဘောပေါက်ပြီးတော့ဒီမီတွေကိုစိတ်ကနေဖယ်ရှားနိုင်မယ်ဆိုရင်လည်းပဲဒါတရားရတယ်လို့ပြောလို့ရတယ် တရားရသွားတယ်လို့ပြောလို့ရတယ်တရားဖြစ်သွားတာပေါ့နော်တကယ်တရားတဘောကဖြစ်သွားတယ်စိတ်မှာဖြစ်သွားတယ်အတိအကျဖြစ်သွားတဲ့အခါအဲ့ဒါဟိုတရားရသွားပြီတရားရှိသွားပြီဒီလိုသုံးတယ်နော်ရှိတာနဲ့ရတာကအတုံးနေနဲ့ပါဖြစ်ပေါ်တော့မှသုံးလို့ရတာရှင်နာပြောခဲ့သလို ပတ်စံလက်ထည်ရတော့မှဒါကိုပတ်စံရှိတယ်လို့သုံးတယ်။တကယ်ကလက်ထည်မှာပတ်စံဖြစ်ပေါ်လာတာ။ဖြစ်ပေါ်လာ။ဒါသာတိသာတိလို့ခေါ်ဖြစ်ပေါ်လာခြင်း။ကြည်တော့ဒီနေ့ဆက်တမီနေမြေမှာဖြောက်မှန်ရမယ်ဆိုရတာလေး စက်တမူးငိမ့်မှဖြောင်းမှန်ကြတယ်။20 25တဖြောင်းနဲ့သွားတော့ဖြောင်းပြောင်းမှန်မှန်နဲ့သွားနိုင်ဖို့ပုံမှန်အနေထားလေးတိုင်းအကောင်မပြောက်အောင်သွားနိုင်ဖို့ဆိုရင်တော့ဒီမိအလောင်မခံမှဖြစ်မယ်ဆိုတာသဘောပေါက်သွားပါတယ်။ဒီမိရဲ့ကြောင့်တဖြည်းဖြည်းတည်းအေးအေးနဲ့စဉ်းစားကြည့်ပါ။နော်စဉ်းစားကြည့်ရင်ဒီမိတွေဟာ ုယ်စီမှာလောင်လာတယ်လောင်လာတာနဲ့ဒီပိုင်းနဲ့တည်ကြလိုက်အဲ့ဒီမိကြောင့်မစင်စားမိဘူးမကြည့်ဘူးမစင်စားမိဘူးဆိုရင်တော့မိကလောင်နေပြီလေဒီမိကိုလောင်မှန်းတည်မှာမဟုတ်ပါဘူးနော်လောင်မှန်းမတည်တဲ့အခါကျတော့မိဆိုတာကလောင်မှန်းမတည်လေပြောင်းအောင်လောင်မှာပဲလောင်မှန်းတည်လေလောင်မှာပဲ အဲ့တော့လောင်မန်းတီးရလောင်မန်းမတီးရတော့အကုန်ကုန်တော့လောင်မန်းတီးလို့ရှောင်းနိုင်ရင်တော့တဝက်တစ်ချင်းသုံးမှုအပြေဝါဆိုတော့ဒါတော့လွတ်နိုင်ပါ